ရွာမှာနွေရသည်အရန်ကိုပူနေခဲ့တဲ့အတွက်ကြောင့်မို့လို့ရွာသူရွာသားတွေအားလုံးကလည်းစိတ်ညစ်နေကြပါသေး။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲရွာသူရွာသားတွေအားလုံးလည်းဆွေးနွေးနေကြတာပေါ့။ကြည်ပောင်ဗျာဒီတနှစ်နွေရသည်ကလည်းအတော်လေးကိုပူတာပဲနော်။ကျွန်တော်နွေရသည်ကိုဖျက်ကြော်ရမှစဉ်းစားနေနေတဲ့အတော်လေးကိုကြောက်လန့်လာပြီ။ဟုတ်တယ်ဟုတ်တယ်။နွေရသည်ကအမြန်ဆုံးရောက်ရှိလာလိမ့်မယ်။အခုချိန်ထိတော့ကျွန်တော်တို့ရွာတရွာအလုံးစိမ်းလန့်ဆိုပြေလှပနေတယ်ဆိုပေမဲ့နွေရသည်ရောက်ပြီးဆိုတာနဲ့တရွာအလုံးကလုံးဝပြောင်းလဲသွားတော့မှာ။ ခြောက်သွေးမှုတွေကလည်းအလင်းအမြန်ဖြစ်ပေါ်လာလိမ့်မယ်။နှစ်စဉ်နှစ်တိုင်းဒီကိစ္စတွေအလုံးကိုကျွန်တော်တို့ကြုံတွေ့နေကြရလေ။ဟုတ်တယ်။ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရတာဆိုတော့ဒါကအကျင့်တစ်ခုလိုမျိုးတောင်ဖြစ်နေပြီ။ဒီပေါ်လေးကအရင်တော့ဆိုလို့ရှင်တော့ဒီပုံစံမဟုတ်ပါဘူး။ဘယ်လိုရသည်အိုတူမှမစိုးအရန်ကိုတာယာပြောရွှင်လှပနေရပါ။စိမ့်လက်ဆိုပြမှုတွေနဲ့ကင်းကွာနေခဲ့တော့အခုဆိုရင်တော့နှစ်ပေါင်းများစွာကြာမြင့်နေခဲ့ပါပြီ။လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ခရဲကဒါကဖြစ်လာခဲ့တာပါ။ နွေရာသီရောက်ရှိလာပြီဆိုတာနဲ့ရွာကထူးဆန်းအံအောဖွဲကောင်းလောက်အောင်ခြောက်သွေးသွားကြပါရဲ့ရွာမှာရှိတဲ့လေယာဉ်စိုက်ပြိုးမြင့်တစ်ခုလုံးကလည်းလုံးဝကိုခြောက်သွေးသွားတာပါဒါအပြင်ရွာမှာရှိတဲ့ရေတွင်ရေကန်မြေချောင်းအင်းအိမ်တွေအားလုံးမှာရှိတဲ့ရေတွေကလည်းခန်းခြောက်သွားပါရဲ့လူတွေအကုန်လုံးကလည်းရေတစက်တောက်ဖို့တော့မှအခက်ခဲပြင်းပန်းဆင်းရဲနေခဲ့ကြပါရဲ့ရွာသူရွာသားတွေအရင်ကဒုက္ခရောက်ကြရတာပါတောအထင်မှရှိတဲ့ဒေါ်ရိုင်းတလေးဆန်တွေလည်းအတော်ဒုက္ခရောက်ကြပါရဲ့ သူတို့လည်းနွေရသည်မှာရေမတောက်ရတဲ့အတွက်ကြောင့်မို့လို့ရဟန်းကိုပူလောင်တော့ကရောက်ကြရပါတယ်။ကျမမတားကြပါနဲ့ရွာအပြင်မှာရှိတဲ့ရေတွင်းကိုကျမရောက်အောင်သွားပြီးရေတော့ခတ်လာခဲ့မယ်။ကျမရဲ့ကလေးရေစာနေပြီ။အဲ့ဒီနေရာမှာရေရှိတယ်ဆိုတော့အလုံးသိနေကြရတာနဲ့အဲ့ဒီရေတွင်းကရေကိုဘာဖြစ်လို့ရွှေခွင့်မပေးရတာလဲ။ကျမတို့အလုံးသိနေကြတာပဲလေ။ရွာမှာရှိတဲ့ရေတွင်းနဲ့ရေကန်တွေအလုံးကရေတွေကခန်းချောက်ကုန်ပြီးရေရှိနေတာဆိုလို့အဲ့ဒီရေတွင်းပဲရှိတယ်။တကယ်တော့ကျမတို့ရွာသူရွာသားတွေအလုံးပေါင်းပြီးရေတွင်းထဲကရေကိုထုတ်ယူတဲ့နေ။ ဟုတ်ဘူးဆိုရင်တော့ကျမတို့ရေစာလုံးလုံးဒုက္ခရောက်ကုန်ကြရမှာပေါ့မဟုတ်တာညီမလေးအဲ့လိုမလုပ်ပါနဲ့ကျွန်တော်တို့အဲ့ဒီရေတွင်းတွေကရေကိုထုတ်ယူလို့မရဘူးကျွန်တော်တို့အဲ့ဒီရေတွင်းကရေကိုထုတ်ယူလိုက်မယ်ဆိုရင်တော့အဲ့ဒီနေရာကနေဘယ်တော့မှပြန်လာနိုင်တော့မှာမဟုတ်ဘူးကျွန်တော်ပြောတာကိုလက်ခံစမ်းပါဒါဆိုရင်ကျမဘာလုပ်ရမှာလဲကျမကလေးတွေဒုက္ခရောက်နေပြီသူတို့ရေစာလို့ငိုကြွေးနေကြတာကိုဒီအတိုင်းပဲကြည့်နေကြရတော့မှာလားအမေအမေရေတောက်ချင်တယ်အမေရေတောက်ချင်တယ်အမေရေတောက်ချင်တယ်ကျမအခုထပ်ပြီးတော့တီးမခံနိုင်တော့ဘူးကျမအခုချက်ချင်းပဲရေသွားခတ်လာခဲ့မယ် ဆရလာကရေခတ်ဖို့အတွက်ထွက်ခွာသွားနေခဲ့တဲ့အချိန်မှာပဲဆူရတ်ဆိုတဲ့ကောင်လေးတယောက်ရောက်ရှိလာခဲ့ပါတယ်ဆူရတ်ဆိုတာကတော့ဒီရွာမှာပဲနေထိုင်နေတဲ့အယောင်ကြောတဲ့ကောင်လေးတယောက်ပါသူကသူ့မိသားစုအတွက်တင်မကပါဘူးမိသားစုဝင်တွေအားလုံးလို့လည်းလက်ခံထားတဲ့ရွာသူရွာသားတွေအတွက်စဉ်းစားပေးပါတယ်နွေရတယောက်ရှိလာခဲ့တဲ့အခါမှာသူ့ရွာဘလောက်တောင်မှပမှန်စင်ရင်မလဲဆိုတာကိုသူကိုယ်တိုင်လည်းထွေးဖို့ပြီးအရန်ကိုကြောက်ရွံ့နေပါတယ်။အတော်ခဏလေးမသွားနိုင်အောင်နော်။ကျွန်တော်စီမှာရေရှိသေးတယ်ဒီရေကိုယူတော့လိုက်။ခဏနေပါအောင်နင်းမလဲဒီရေလေးနည်းနည်းပဲရှိတာမလား။ ငါတို့ကိုနင်းဒီရေတိုက်လိုက်မယ်ဆိုရင်တော့နင်းရဲ့မိသားစုကိုနင်းဘဲကရေကိုတော့တိုက်မလဲရေကတော့ဘလို့မဆိုကောင်းသွားတော့မှာပဲလေရပါတယ်အတော်ရဲ့ဂျန်တဲ့ကိစ္စနောက်မှရှင်းကြမယ်အခုခလေးရေစားနေတယ်မလားခလေးကိုဒီရေအမြန်ဆုံးတိုက်လိုက်ကျွန်တော်ကိုကျွန်တော်တို့ကြီးလုပ်လို့ရတယ်ဆိုတော့တရှိမှရေနည်းနည်းလေးကြံနေသေးပါတယ်ဒီတော့မှဆာလာကလည်းသူ့သားလေးရေစားနေခဲ့တဲ့အတွက်ကြောင့်မို့လို့ခလေးကိုရေတိုက်လိုက်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်သားလေးရေနင်ကအမှန်တကယ်ပဲဒီရွာအတွက်ဘလောက်တောင်မှစဉ်းစားပေးလိုက်လေမင်းကတကယ်သဘောထားပြေးွားတဲ့ကောင်လေးတယောက်ပဲတနာကျင်တာတက်တယ် ကျေးဇူးအများကြီးတင်ပါတယ်ဦးလေးကြီး။နေယူမြယူသွားပြီလား။ရှေလေးနည်းနည်းလေးပဲကြံတာကိုရွာသူရွာသားတွေကိုသွားဝေလာခဲ့တယ်ဟုတ်လား။လူတိုင်းလူတိုင်းအားလုံးရေးစားနေကြတာပဲလေ။အခုအိမ်ကလူတွေရေးစားတဲ့အခါကျရင်ရေးပေးရရမလဲ။ဟုတ်တယ်အမေ၊တမီးအခုတော်တော်လေးကိုရေးစားနေပြီ။အကိုကအိမ်မှာရှိတဲ့ရေတွေအားလုံးသူများကိုသွားဝေခဲ့တာဆိုတော့အခုတမီးတို့ဘယ်ရရေကိုတောက်ရမလဲ။မင်းကရွာသူရွာသားတွေအတွက်အရန်ကိုကောင်းကြည့်အောင်ဆောင်ပြနေရပဲ။မိသားစုအတွက်အရင်ဆုံးကောင်းပြလိုက်အောင်။မိသားစုတို့အရင်ဆုံးစဉ်းစားရမှာကတာဝန်ပဲလေ။ တလောက်တမှာနွေရာသီပူပြင်းနေတာဒီအချိန်မှာအိမ်မှာရှိတဲ့ရေကိုတော့မင်းကသူများကိုသွားတိုက်လိုက်တယ်မစိုးရင်ပါနဲ့ကျွန်တော်ဒီရွာသူရွာသားတွေအကုန်လုံးကိုချင်းစာကနေလွတ်မြောက်အောင်လို့လှုပ်ပေးဖို့သွားတော့မလို့နေယူသွားပြီလားဒီနေ့အထိဒီရွာကိုချင်းစာကနေလွတ်မြောက်သွားအောင်ဘယ်သူမှလှုပ်ပေးနိုင်ကြတာမရှိဘူးနေရဘာမို့လို့နီလန့်ရှာလာခင်မှလည်းပြောစမ်းမအောင်ကျွန်တော်စူးစမ်းကြည့်မယ်အမေစူးစမ်းတာကဘာတွေများခက်ခဲလို့လဲပြီးတော့ကျွန်တော်ရေတွေအားလုံးရွာသူရွာသားတွေကိုပေးလိုက်တာမဟုတ်ဘူး ကျွန်တော်ရဲ့မိသားစုတို့ကလည်းကျွန်တော်စဉ်းစားတတ်ပါတယ်ကျွန်တော်အခုချိန်ထိရေနေနေဖဲ့ထားခဲ့သေးတယ်မိဖို့ကန်တဲ့ကမြေအိုးထဲမှာရေနေနေရှိတယ်ရက်အနေငယ်တော့ကျောင်းအရိရေတောက်ပြီးတော့ကျွန်တော်တို့နေထိုင်လို့ရသေးတယ်အရိရေကိုတုံးဆွဲလိုက်ကြပါအမေကျွန်တော်သွားလိုက်အောင်မယ်အမြန်ဆုံးပြန်လာခင်မယ်အဖေကျွန်တော်တော်တော်လေးစိတ်ဆိုးနေတယ်ဆိုတော့ကျွန်တော်သိပါတယ်ဒါပေမဲ့ဒီရွာသူရွာသားတွေအကုန်လုံးကလည်းကျွန်တော်ရဲ့မိသားစုဝင်တွေပဲသူတို့အားလုံးကိုကျွန်တော်ရဲ့မိသားစုဝင်တွေလို့သတ်မှတ်ထားပြီးသားကျွန်တော်ရဲ့အတွေ့အကြုံတွေးကြည့်ပါပြီးတော့ကျွန်တော်ကိုဆုတောင်းပေးပါ ဒီရွာကိုကျွန်တော်ဂျိန်စာရီကလည်းလူမျိုးခွင့်ရရှိပါစေလို့လည်းဆုတောင်းပေးနော်ဒီလိုနဲ့ဆိုရက်စ်ကလည်းမိဘတွေကိုကတော်ပြီးတော့မှတော့ထွက်ခွာသွားခဲ့ပါတယ်မိဘတွေကလည်းသားလေးကိုဆုတောင်းပေးခဲ့ကြပါတယ်သူလည်းရွာကနေထွက်ခွာလာပြီးနောက်မှာတော့တခြားတစ်ရွာကိုရောက်ရှိလာခဲ့ပါတယ်ဆိုရက်ဒီလိုက်တဲ့အချိန်မှာတော့ရွာသူရွာသားတွေကတနေရာမှာစုဝင်းနေကြပါတယ်လူတွေကလည်းအော်ဟစ်နေကြတဲ့အတွက်ကြောင့်မို့လို့သူကလည်းအကြောင်းရင်းကိုမေးပါတယ်ခဏလေးပါအောင်ဘာဖြစ်လို့လူတွေအကုန်လုံးကအော်ဟစ်စုပိုးနေကြတာလဲဘာဖြစ်တာလဲဩရွာကိုလူအစ်စ်ရောက်လာတာနဲ့တူတယ်ငါတို့ရွာကအကြောင်းကိုမသိဘူးလား မကောင်းဆိုးဝါးမတကောင်ကိုအရှင်လက်လက်မီးရှို့နေရလေဒါမှလည်းငါတို့ရွာကိုဒီမကောင်းဆိုးဝါးမရဲ့လက်ထဲကနေပြီးတော့ကဲတင်လို့ရမှာမကောင်းဆိုးဝါးမဟုတ်လားဘလို့ဖြစ်တာလဲသူကလည်းလူအုပ်ကြားတွေတိုးဝင်သွားလိုက်ပါတယ်မလို့ပါနဲ့မြပိုင်ရှင်ကြီးရဲ့မလို့ပါနဲ့ကျွန်တော်တို့တနာပါအောင်ဗျာသူကကျွန်တော်ရဲ့တအိုးတဲ့တော့သမီးလေးပါသူကမကောင်းဆိုးဝါးမဟုတ်ဘူးသူ့ကိုလှုပ်ပေးလိုက်ပါကျွန်တော်တို့သူ့ကိုခေါ်ပြီးတခြားတနေရာကိုထွက်ခွာသွားပါမယ်မရဘူးသူ့ကိုအသက်ရှင်တဲ့အတိုင်းလှုပ်ပေးလိုက်မယ်ဆိုရင်တော့ငါတို့ရွာသူရွာသားတွေအလုံးဒုက္ခလှလှတွေးကုန်ကြလိမ့်မယ် ဘလို့မစိုးနင်းရဲ့တမီလေးကမကောင်းဆိုးပါပဲသူအသက်ရှင်နေထိုင်တာငါတို့အတွက်အရန်အန်ဒီရဲ့များတယ်သူကိုအမြန်ဆုံးပြီးရှုပ်ပြီးတော့အဆုံးသတ်ပြစ်လိုက်တော့ခဏနေပါအောင်မြေပိုင်ရှင်ကြီးရဲ့ခဏနေပါအောင်ကျွန်တော်ရဲ့မိန်းမကိုအခုလိုမျိုးလှုပ်လို့မရဘူးဘလို့ဖြစ်တာလဲမင်းရဲ့မိန်းမဟုတ်လားမင်းဘယ်တော့ကသူနဲ့လက်ထပ်လိုက်တာလဲဒါနဲ့အဖေနဲ့အမေမှတ်မိသေးလားဒါနဲ့အဖေနဲ့အမေကတော့မှတ်မိမှာမဟုတ်ဘူးကျွန်တော်တို့နှစ်ယောက်ကိုငငယ်လေးကလေးကလက်ထပ်ပေးမယ်ဆိုပြီးတော့သဘောတူခဲ့ကြတာလေဘလို့မဆိုကျွန်တော်တို့လက်ထပ်ဖို့အတွက်အနေငယ်ပဲလိုတော့တာကျွန်တော်ရဲ့နာမည်ကဆူရတ်လေး ကျွန်တော်ကဦးလေးရဲ့တငယ်ချင်းရဲ့သားလေးပါဒီလိုနဲ့သူကလည်းကြံပိုင်းဖခင်ဖြစ်သူကိုမျိုးလုံးမိတ်ပြလိုက်ပါတယ်။အော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီကောင်လေးဒီကောင်လေးကကျွန်တော်ရဲ့သမက်လေးပဲ။ဟုတ်တယ်ဆူရတ်ဆူရတ်အဲ့ဒါပြောတာပေါ့သူကကျွန်တော်ရဲ့မိန်းမပဲသူ့အမြန်ဆုံးလှုပ်ပေးလိုက်တော့ကျွန်တော်သူ့ကိုလက်ထပ်ပြီးဒီကနေခေါ်သွားလိုက်တော့မယ်။ဆူရတ်ကတော့ကြံပိုင်းကိုရွာသူရွာသားတွေရဲ့လက်ထဲကနေလှုပ်ပေးလိုက်ပါတယ်။သူကကြံပိုင်းကိုကဲတင်ပြီးနောက်မှာတော့လက်ထပ်ခဲ့ပါတယ်။ဒီမှာဆူရတ်ငါးခေါင်းနှလုံးနဲ့မိန်းကလေးတယောက်နော်။ နေငေါကဲတင်ပေးဖို့အတွက်အခုလိုမျိုးလုပ်ပေးခဲ့ရဲဆိုတာငါသိပါတယ်။ဒါပေမဲ့အခုချိန်အထိနေမအချိန်ရှိသေးတယ်။နင်ဒီကနေအမြန်ဆုံးထွက်သွားလိုက်တော့ငါလည်းငါ့ရဲ့မိဘတွေနဲ့အတူတူဒီရွာကနေအဝေးဆုံးတနေရာကိုထွက်သွားလိုက်တော့မယ်။မဟုတ်ဘူးလေကျန်ပါရဲ့အဲ့လိုတော့ဘယ်ဟုတ်မလဲငါဆုံးဖြတ်ချက်ချပြီးသွားပြီ။ငါနင်းကိုတရားဝင်လက်ထက်ယူမယ်။ငါနင်းကိုဒီအတိုင်းထားခဲ့မယ်ဆိုရင်တော့ရွာသူရွာသားတွေနင်းကိုအလွတ်ပေးကြမှာမဟုတ်ဘူး။အားရကြောင်နင်းရွာသူရွာသားတွေအားလုံးရှိမှာငါနဲ့အတူတူလိုက်ခဲ့မှဖြစ်လိမ့်မယ်။ဟုတ်တယ်တမီးလေးရဲ့ ။သူကတကယ်အယောင်ကောင်းမွန်တဲ့ကောင်းလေးတယောက်ပဲနင်းသူပြောတဲ့စကားနားထောင်တင်တယ်။ဘယ်လိုမဆိုဆူရက်စ်လိုတတ်မှတ်လေးကိုရရှိတဲ့အတွက်အမေတို့ဘလောက်တောင်မှကန့်ကောက်သွားလိုက်တယ်လေ။ဒီလိုနဲ့ဆူရက်စ်ကလည်းကြံပါနဲ့လက်ထပ်ပြီးနောက်မှာတော့သူ့ရွာကိုခေါ်ဆောင်လာခဲ့လိုက်ပါတယ်။ဆူရက်စ်ကရွာကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ကြံပါကိုတွေ့ရတဲ့ရွာသူရွာသားတွေအားလုံးကလည်းပြောဆိုကုန်ကြတာပေါ့။ခဏလေးပါအောင်မင်းရဲ့သားကငါတို့ရွာကျင်းစာမိနေရာကိုပယ်ဖြတ်ပေးမယ်ဆိုပြီးတော့နီလန်သွားရှာတာမဟုတ်ဘူးလားသူကမကောင်းဆိုးဝါးမတကောင်ကိုခေါ်လာခဲ့တယ်ဘလို့ဖြစ်ကြလဲအေးလေဘာကြီးလဲ တို့တို့ရနဲ့အားလုံးတလောက်တောင်မှကြောက်လန့်ကုန်ကြပြီနင်ဘရနေပြီးတော့ခေါင်းနှလုံးနဲ့မကောင်းဆိုးအောင်ဒီဘောက်ခေါ်လာခဲ့ရတာလေနောက်ထပ်ရက်အနေငယ်လောက်ပဲစောင့်ပေးပါကျွန်တော်နောက်ထပ်ရက်အနေငယ်ဆိုတာနဲ့ကျွန်တော်ရဲ့မိဘတွေရဲ့ကျွန်တော်ရဲ့မိန်းမကိုဒီကနေခေါ်ပြီးတော့တခါတည်းထွက်သွားလိုက်မယ်ခင်ဗျားတို့အားလုံးဘာကုန်းမှစိုးရင်ပုတ်ပတ်နေစရာမလိုဘူးကဲလာကြံပါငါတို့သွားကြမယ်ရွာတရွာလုံးမှရေမရှိပါဘူးຫນွေရသည်အရန်ကိုပူပြွန်လွန်နေတဲ့အတွက်ကြောင့်မို့လို့အားလုံးလည်းစိတ်ပြဝနေနေခဲ့ကြပါရဲ့ဒါကြောင့်ကြံပါကလည်းသူ့ယောက်ျားဆိုရာစကောလာပြောပါရဲ့ ရွာမှာရေမရှိဘူးလားယင်အိမ်မှာကတော့ရေတစ်စမ်းမကျန်တော့ဘူးရေတွင်ထဲကနေပြီးတော့ကျမရေသွားဖြည့်လာခဲ့ရမလားအခုတော်တော်ဆယ်တော့ဒီမှာရေရမှာမဟုတ်ဘူးကြံပါရဲ့ငါတို့တခြားတရွာကိုသွားတော့မှပဲရေသွားခတ်လို့ရလိမ့်မယ်ဒီရွာမှာနွေရသည်ဆိုရင်တော့အလုံးဒုက္ခရောက်ကြတယ်နွေရသည်ရောက်လာတဲ့အခါတိုင်းအလုံးအခုလိုမျိုးပဲဒုက္ခရောက်ကြရတယ်တရွာလုံးကခံကြရတာပဲလေဒါနဲ့ဘာဖြစ်လို့လဲဘလို့ဖြစ်တာလဲအဲ့ဒီအတွက်အကြောင်းပြချက်တစ်ခုခုရှိမှာပေါ့နွေရသည်ဆိုရင်ဒီလောက်တောင်မှဒုက္ခရောက်ကြရတာလား ဟုတ်တယ်ချွေးမလေးရယ်ငါတို့ရွာကကျိန်းစာမိနေတာလေလွန်ခဲ့တဲ့နှစ်ပေါင်း20တောင်ကကိစ္စတွေပေါ့ဒီရွာရဲ့အပြင်ဘက်မှာစာသူကြီးတစ်ပါးနေထိုင်နေခဲ့စာသူကြီးကစိန်လန်းဆုပ်ပြေးနေတဲ့မြေနေရာခွက်လတ်လေးမှာနေထိုင်တာသူ့နေရာလေးကတကယ်အယံကိုစိန်လန်းနေခဲ့တာဒါပေမဲ့ရွာမှာရှိတဲ့မြေပိုင်ရှင်ကြီးကတိုးလောင်ယုံလုံးချင်တာနဲ့ပဲအဲ့ဒီနေရာကိုဖျက်ဆီးပစ်လိုက်တယ်အဲ့ဒီအချိန်ကတတော်လေးကိုပူနေရတဲ့နေရာသည်စာသူကြီးကမြေပိုင်ရှင်ကိုမလုပ်ဖို့အတွက်အတော်လေးကိုတားခဲ့တယ်သူဒီနေရာကိုသာမီရှော့ဖျက်ဆီးလိုက်မယ်ဆိုလို့ရှင်တော့စာသူကြီးဘမာသွားနေမလဲသူဒုက္ခရောက်သွားမှာပေါ့ ဒါပေမဲ့မြေပိုင်ရှင်ကလုံးဝကိုလက်မခံခဲ့ဘူးဒီလိုနဲ့အစာသူကြီးကလည်းကျင်းစာတိုက်သွားခဲ့တာနှွေရသည်ရောက်တဲ့အခါတိုင်းဒီရွာသူရွာသားတွေအားလုံးခံစားရမယ်ဆိုပြီးတော့လေအဲဒီအချိန်ကလေးကကျင်းစာကြောင့်ငါတို့အားလုံးဒုက္ခလှလှတွေးနေခဲ့ကြရတာပဲရေနေငယ်ကျန်တာနဲ့သူကလည်းထမင်းဟင်အမြန်ဆုံးချက်ပြုတ်ခဲ့ပါတယ်တရမကျန်ပါကလည်းမာရွင်စွာနဲ့အားလုံးတားမြစ်ထားတဲ့ရွာအပြင်ဘက်ကရေတွင်ကြီးစီးရဲ့နေရာကိုသွားလိုက်ပါတယ်ခဏနေပါအောင်ဒီရေတွင်ကြီးကအရန်ကိုလှပတာပဲကြည့်ပါအောင်ရေတွေကလည်းပြည့်ပဲ ရွာသူရွာသားတွေဘာဖြစ်လို့ဒီရရှိကိုလာပြီးတော့မခတ်ကြရတာလဲထူးဆန်းလိုက်တာဒီအကြောင်းကိုတို့အားလုံးမသိကြဘူးနဲ့တူတယ်ငါဘလို့မဆိုရေအရန်ကိုစားနေရင်အရင်ဆုံးငါရေတောက်လိုက်မယ်ပြီးသွားတော့မှရွာသူရွာသားတွေကိုဒီအကြောင်းပြောပြရမယ်ဂျမ်ပါကလည်းရေပုံးချပြီးနောက်မှာတော့ရေတောက်လိုက်ပါတယ်သူမမကောင်းတာတစ်ခုခုဖြစ်ခဲ့တာမဟုတ်ဘဲနဲ့ပိုကောင်းတာဖြစ်သွားခဲ့ပါတယ်သူမရဲ့ကောင်းနှလုံးကတစ်လုံးပြောက်သွားခဲ့ပြီးတော့ကောင်းတစ်လုံးပဲဂျမ်ပါတော့တယ်ဒီအချိန်မှာဆိုရချင်တဲ့သူမိသားစုဝင်တွေအားလုံးရောက်လာကြပါတယ် ကျန်ပိုင်းပုံစံကိုတွေ့လိုက်တော့တို့အားလုံးအံ့အားသင့်ကုန်ကြပါရဲ့။ရုပ်တရက်စာသူကြီးရဲ့ဝိညာဉ်ကလည်းရေတွင်နေကနေထွက်ပေါ်လာပါရဲ့။ခဏအကြာမှာရွာသူရွာသားတွေအားလုံးရောက်လာကြပါပြီ။ရွာသူရွာသားတွေအားလုံးရဲ့အပြစ်တွေကိုငါခွန့်လောက်ပေးလိုက်တဲ့အတော်လေးကိုကြာနေပြီ။ဒီရေတွင်နေကရေတွေကတန်ရှင်းစင်ကျဲလုံးနေတာကိုဘယ်သူမှမသိကြတာ။ဆူရက်ကတကယ်ကိုကောင်းမွန်လုံးနေကောင်းလေးပဲ။ သူကအရန်ကိုစိတ်သဘောချပြေးသွားတယ်။မင်းကဒီမိန်ကလေးကိုလက်ထပ်ပြီးကောင်းမွန်ကုသိုလ်လုပ်ခဲ့တယ်။အားလုံးကသူ့မကောင်းဆိုးဝါးမလို့ပြောခဲ့ပေမဲ့မင်းကသူ့အသက်ကိုကယ်တင်ပေးလိုက်တယ်။မင်းရဲ့စိတ်သဘောချပြေးသွားတာကငါသဘောချလို့မင်းရဲ့မိမောင်ငါနေပြန်ကောင်းသွားအောင်လုပ်ပေးလိုက်ပြီ။ဒီရွာကိုလည်းကျင်းစာကလွတ်ပြင်းသွားအောင်ငါလုပ်ပေးလိုက်မယ်။နောက်နှစ်တွေကတရားစပြီးတော့အခုလိုပူလောင်တော့ကရောက်မှာမဟုတ်တော့ဘူး။ရွာအမြဲတမ်းဆိုင်လန့်ဆိုပြေးနေလိမ့်မယ်။အားလုံးပျော်ရွှင်ကြပါစေ။ဒီလိုနဲ့ရွာတရွာလုံးဆိုင်လန့်ဆိုပြေးသွားကြပါရစေ။